ူ့ရဲ့ဟိုမှာရှိတဲ့22တန်းတန်းနန်းတော်ပေါ့နော်ရုရှားသူ့ပေးတာအဲအဘရွှေတို့ကြတော့အာဘေကျင်းမှာရှိတယ်သူတို့ရဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်အရင်ဘေးဂိတ်ကဘီလီယံများအများကြီးပိုင်တာဘီလီယံဘယ်နေဘယ်နေရလဲအဲ့လိုမျိုးပိုင်တာအဲ့လိုပိုင်တဲ့လူကြီးကသူ့သားသမီးတွေကိုဘီလီယံဆိုတာတန်းတစ်ထောင်ရှိတာသူ့သမီးအကြီးဆုံး၁၀သန်းသူ့သားအလက်၁၀သန်းအဲ့လိုတက်ကလေး၃ယောက်ကို၁၀သန်းလောက်ပဲပေးတာ၁၀သန်းဆိုတာဘေဂိတ်အနေနဲ့မဟုတ်ဘူးတော့မရှိဘူး။ तू ် NYD မှာသူ building တစ်ခုစောက်တာ329တန်းကုန်တယ်။အဲ့ဒါသူပတ်စံပေးလိုက်တာ။ပြောချင်တာတိုင်းပြည်ကိုစေတနာရှိတဲ့လူတွေကတိုင်းပြည်မှာပတ်စံရှိတယ်။ငါတို့တိုင်းပြည်မှာက billion billionaire တွေအများကြီးပဲ90လောက်ရှိတယ်။ဟောတယောက်တလေမဟုတ်ဘူး။ရွှေမိသားစုဆိုရင်ရွှေမိသားစုဆိုရင်အကုန်လုံး billionaire ။အကုန်လုံးတိုင်းလုံး billionaire ။ဆိုတော့ငါတို့တိုင်းပြည်က billionaire တွေကငါတို့တိုင်းပြည်ကိုစေတနာမရှိဘူး။ ဘေးဂိတ်ချမ်းသာတာဘေးဂိတ်ကသူ့ရဲ့ပတ်စံတွေကို MIT အတွက် building တစ်လုံးစာဆိုပြီးတော့ဒီ MIT ဆိုတာအာ Massachusetts Technology ကျောင်းပေါ့နော်ဒါကဘာမမအကောင်းဆုံးအာ engineer တွေဘာတွေကိုထုတ်ပေးတဲ့ကျောင်းမှာအခုဟိုမာကြီးတို့ covid ဆေးထုတ်တာလဲအဲ့ဒီ MIT ကျောင်းဝင်းထဲမှာပဲထုတ်တာအဲမမီမီအောင်ဆိုတာလဲ MIT ကပဲထွက်တာ ကျန်တဲ့ဗမာ professor တွေလဲ ် MID မှာတက်ကြတယ်ပေါ့နော်ပြောချင်တာဒီချမ်းလာတဲ့လူတွေကသူတို့တိုင်းပြည်စေတနာရှိတယ်တိုင်းပြည်စေတနာမရှိတဲ့လူတွေတက်နေလို့မိုင်းတို့ကဒီအာနာရှင်ဖြုတ်ကြတာမိုင်းတို့ကတရေရုပ်ပြီးတော့လူသက်ရပြီးရောဆိုပြီးတော့အမိုင်းမဲလေးတွေအမိုင်းလေးတွေမဟုတ်ဘူးဒေါအောင်ဆန်းစုကြည်မိုင်းမိနေတာမဟုတ်ဘူးဒေါအောင်ဆန်းစုကြည်လှုပ်ပြသွားတဲ့အနစ်နာခံခြင်းပေးဆက်ခြင်းကိုလေးစားတယ်ကျင့်တတ်တယ် ိခင်တယောက်လိုမျိုးမိခင်ကလွဲပြီးတော့အမေးလို့ခေါ်တာဒေါန်စန်းစုကြည်တယောက်ပဲရှိသေးတယ်။မိုင်းတို့ကအရင်တော့လူတွေအန်တီပဲခေါ်တာ။အခုဒေါန်စန်းစုကြည်ပေးသွားတာကြတော့မိုင်းတို့ကမိုင်းနဲ့တူတာအဲ့မရှိမရှိမရှိလဲရတယ်။ငါတို့ဒီစနစ်ကိုငါတို့အနစ်နာခံပြီးတော့တိုက်ကြမယ်ဒီစနစ်ကိုပြောင်းလဲပြစ်မယ်ဆိုတော့အမေကတော့ပြောင်းလဲပြစ်တာပေါ့မိုင်းကပြန်တိုက်ရတာပေါ့နော်။ဆိုတော့ဒီလိုမျိုးဟိုမရှိတဲ့လူတွေကနေပြီး တန်းလူကြီးလူရက်ပြီးတော့မာရီကဒီလို အာနာရှင်ကိုပြောင်းချင်တာလူတယောက်ချမ်းသာလို့ဥမာစမိုင်းလိုမျိုးမမြင်ဘူးမစားဘူးတွေချမ်းသာလို့မာရီကအဲ့လာကြီးကိုတိုက်ခိုက်နေတာမဟုတ်ဘူးဗမာလူမျိုးတွေနဲ့ဟိုခပ်ပိန်ပိန်ဟိုမွေးရပါစစ်ကြုံနေရမာရီတို့ဘာထင်လဲဆိုတော့သူတို့မြင်ဘူးတဲ့ခွက်တွေကြားဖြတ်နေအဲသူတို့တန်တရာကျော်မှာနင်မျောလာတဲ့အဲနင်ကမနာလို့လို့လားအာနင်ကခွက်ဖဲလားတို့ဒီလောက်လေးနဲ့ လူဘွားယူအဲ့လောက်ထိနေတယ်အခုငါတို့တိုင်းပြည်မှာရနိုင်တဲ့အမေသာရှိရင်မိုင်းတို့တိုင်းပြည်ဟာပထမအဆုံးကိုဗစ်ဆေးထိုးခွင့်ရတဲ့ group ထဲမှာပါသလိုအမေသာရှိအမေအစိုးရသာအခုချိန်မှာအာနာရှိနေအောင်မယ်ဆိုရင်အခု November မှာရွေးကောက်ပွဲလုပ်မှာဟုတ်ဆိုတော့ဒီရွေးကောက်ပွဲမတိုင်ခင်ကာလမှာဒီအနီကရုဟာ အမေကမခိုးတော့အနီတွေရင်ကခိုးတာတို့ဘာလို့တိတ်မကြအောင်ဘိတ်ကဟိုဟိုပြည်သူလွတ်တော်အမတ်ဝတ်တုံးမကြီး project white လို့ပဲတော့ပေါ်တင်ပြုတ်သွားတာရဲ့အမေကဒုတိယသမ္မတမပေးလို့ဟိုအနီကနေပြာသွားတယ်ပြပြပုတ်တည်ရဲ့ဒါတော့ပဲရှိတယ်သူတို့မခိုးလို့မရလို့လစ်သွားတာဒါပြတချို့အနီရောင်တွေကအကောင်းပဂရိအတိုင်းတော့မဟုတ်ဘူးဒါပေမဲ့ဟိုဘလို့ခေါ်လဲဆိုတော့တခိုးနာနီတခိုးပေါ့ 你也没了，没客人路那嘛，你天搁家很熟悉，买裤那罗，表姐呢，和怀表你的哈子，大爷不还多想，不还那批狗哦，你都来爸妈来，哦都在密码来自个弄的么家着，好着么啦，家里一批表，伊怀的哦伊我妈的，妈那表哎怀表哦那老毛毛买的。 ဲ့တော့မိုင်းပြောချင်တာမိုင်းတို့ဒီတိုင်းပြည်ကအမေခေတ်သာဆိုရင် အမေအမေအစိုးရသာရှိနေဦးမယ်ဆိုရင် မိုင်းတို့စီမှာလဲဒီ Microsoft ကဟိုစက်ယုံတွေပါတယ်ရောက်လာနိုင်တာပဲလေမိုင်းတို့ဒါရှင်းရှင်းပြောရင်မိုင်းတို့ထဲမှာ genius တွေရမ်းများတဲ့ခါကျတော့မိုင်းတို့အဲဘေးကတိုင်းပြည်နှစ်ခုကဘယ်ဘယ်တိုင်းပြည်မှာမိုင်းတို့ပေါ်မကောင်းအိန္ဒိယလဲမိုင်းတို့ကမကောင်းဘူးတရုတ်လဲမကောင်းဘူးထိုင်းကလဲတရုတ်ကဖိတဲ့ခါကျတော့ တက်စင်တို့ဘာတို့ကလည်းမိုက်တို့ပေါ်ကိုမကောင်းအာနာယပါတီကကိုယ်မစမစေတနာမရှိရင်ကိုယ်အခြေအနေမကောင်းဘူးနော်ပြောချင်တာစင်ကာပူကိုမနာလိုတာတော့မဟုတ်ဘူးစင်ကာပူမှာမိုက်တို့တိုင်းပြည်ရဲ့ genius တွေဉာဏ်ပညာရှိတဲ့လူတွေနော်မိုက်ကူတွေဟိုတနေ့ကရှင်းပြခဲ့သလိုပဲစေတက်ကတူတက်ခွင့်မရတဲ့ roll number 1 2 3စေတက်ကတူကတော့နာမည်နဲ့စီတာ RND မှာကြတော့ roll number နဲ့စီတာ1 2 3 4 5 6 7 8 9 10အဲ ရိုးနံပါတ်1အနေ100လောက်ကစင်ကာပူမှာသွားပြီးတော့လာခစားလေးသွားဖြစ်တယ်အဲ့ဒီ genius တွေကဗမာပြည်အတွက်အလုံးလုံးမယ်ဆိုဘလောက်တော့အောင်မြင်တိုးတက်လိုက်အခုလိုဟိုအခုလိုကာလပေါ့နော်အခုလိုကာလမှာအဲစောက်လို့ရေးလောက်တော့မယ်ဆိုရင်ဒီငလင်းကိုဘလောက်ထိခံနိုင်ရရှိမလဲဆိုတော့စနစ်တွေကအာဒီ engineer တွေပဲပို့ပြီးတော့ကျွမ်းကျင်တယ်ရိုးရိုး contract တွေကဘာမှသိရမလို့သူ့အတွက်ကြံဖို့စောက်တာ contract က ကိုအိမ်ကိုစောက်တာတော့ဟိုအခုဆိုရင်မန္တလေးမှာနော်86လမ်းမှာဆိုတာမသိဘူးအဲငားကန်ယူမျက်စိတည်းရှားနေမိုင်းလက်ချစ်ဖြစ်ငားကန်ယူမြေဖို့ပြီးတော့တိုက်ဆောက်တာအဲ့ဒီကန်ထရိုက်ရဲ့အိမ်တော့မပြိုဘူးဘေးနာလုံးချင်းနေရောဘာလို့ရောအဲ့ဒီအဲ့ဘေးနာမှာရှိတဲ့လူတိုက်တယ်အကုန်လုံးပြိုသွားတယ်နော်ရိုင်ထွက်ရိုင်နေအကုန်လုံး ရန်ကုန်မှာလှုပ်ရင်မိုက်တခါတည်းဒီကနေပြောတာမှာရန်ကုန်မှာလှုပ်ရင်မိုက်တို့ဘန်နူလာပန်းကြံနဲ့ဟိုဘက်ကဟိုကကုံတယ်လမ်းနဲ့ကြားထဲမှာအဲခရစ်လမ်းပေါ့မိုက်တို့ခက်ကခရစ်လမ်းပေါ့နော်ဘိုးဘိုးမြတ်ထွန်းလမ်းလားမသိအခုတော့ဖြစ်သွားပြီအဲ့ဒီလမ်းမှာနော်အဲ့ဒီလမ်းမှာမိုက်တို့ငငယ်တော့ချီးကန်ကြီးဆိုတာရှိတယ်ဒါမြူနီ စပယ်ကနေပြီးရေသွရေစိုးတွေသွန်နေကန်ကြီးရှိတယ်။အဲ့ဒီကန်ကြီးကိုမြေဖို့ပြီးတော့တိုက်ဆောက်ထားတယ်။နော်ဒါရန်ကုန်စီပင်သားရအုံနောက်ဘလောက်ကောင်းလဲဆိုတာပေါ့နော်။နောက်ပြီးတော့မိုက်တို့တိုင်းပြီးမှပြိုနိုင်တဲ့နေရာမိုက်တစ်ခါတည်းပြောတာမိုက်တီးတလောက်ပေါ့နော်။မိုက်ကအရန်ဝေးသွားပြီ။အဲယူဇနာပလာဇာအနောက်ကတိုက်တယ်။ဘာလို့လဲဆိုတော့အဲ့ဒီတိုက်တယ်ဆောက်တဲ့နေရာအရင်တော့တာမွေအမိုက်ပုံဆိုတာဒါရှေးလူကြီးတွေပဲသိရ။ဒါတို့ငယ်တဲ့ကလေးတွေဆိုမသိတော့ အဲ့ဒီတာမွေအမိုက်ပုံကိုစောက်ထားတဲ့တိုက်တွေမသေးကြဘူးယူဇနာပလာဇာရဲ့အနောက်မှာရှိတဲ့တိုက်တွေမသေးကြဘူးယူဇနာပလာဇာကတော့အဲတေးကြသလိုလိုထင်ရပေမဲ့ယူဇနာပလာဇာကအရင်တော့ဒီမိုက်ရိုငယ်ငယ်တုန်းကဆိုရင်အဲ့မှာဘာတွေရှိလဲတစ်ခွဲဆိုင်နေလားမသိတစ်ဆိုင်တိုင်းအရင်တော့တစ်ဆိုင်တိုင်းရှိတယ်အဲ့နောက်မှာမဲသေးရှိတယ်အေးပေါ်ထားလိုက်ပါတော့ပြောချင်တာအဲ့လိုမြေဖို့ပြီးတော့ ဖို့မြေပေါ့ဖို့မြေကနေစောက်ထားတဲ့တိုက်တွေဒီရန်ကုန်သာမလင်လှုပ်မယ်ဆိုရင်အခြေအနေမကောင်းဘူးကိုရဲ့ကိုအခြေအနေကောင်းလားမကောင်းလားသိချင်ရင်ကိုရဲ့အနောက်ကဟိုကိုစောက်ထားတဲ့မြေကြီးရဲ့ဟိုတမိုင်းလေးယာဇဝင်လေးကိုစစ်ဆေးပြီးရင်အိမ်ပြောင်းသိရင်ပြောင်းရောင်းသိရင်ရောင်းပေါ့နော်ဟောအခုဆိုရင်ရန်ကုန်နဲ့အနီးတစ်ဝိုက်မှာဟိုအိမ်ဈေးတက်လာတယ်လို့ပြောတယ်ပြောချင်တာကတော့ဟိုတကယ်လို့ တက်နိုင်မယ်ဆိုရင်အဲ့ဒီပြက်၍ချောင်းကြီးတဲ့တဲ့မှာမနေပါနဲ့လှုပ်မှာပါပဲ။ဘာဖြစ်လို့လဲဆိုတော့မဟာရီးယားတွေရေကာတာတွေစောက်ထားတဲ့အတွက်ဒီငလင်ကျော်ကြီးပေါ်မှာသွားပြီးတော့လေးလံပူတွေကြောက်ဖြာကြီးတွေဒုက္ခတွေရောက်တာပါ။ ူမာကြီးပြောတဲ့စကားကို तू ဟိုတခုခုဟိုဟာလှုပ်ချင်လို့ပါအဲ့တော့ပြောချင်တာကတော့ကရင်မလျင်နန်းတော်သွားတဲ့ရခိုင်မလျင်ကသူ့ရဲ့ဟိုမှာရှိတဲ့22တန်းတန်းနန်းတော်ပေါ့နော်ရုရှားသူ့ပေးတာအဲအဘရွှေတို့ကြတော့အာဘေကျင်းမှာရှိတယ်သူတို့ရဲ့နန်းတော်တယ်နော်ရှင်တို့ရမ်းချစ်ကြလေရှင်တို့ကျွန်စိတ်ကြီးတဲ့လူတွေကြောင်းပြောကြွယ်နင်တို့ကိုချစ်တယ်ဆိုတော့ ဟောတော်လိုင်းကြီးခေါင်းဆောင်ကြီးတွေရောပဲเนาะတော်လိုင်းကြီးမှာကြားဖြန့်လုပ်နေတဲ့ကြားဖြန့်မတွေကိုပြောချင်တာနင်တို့နင်တို့ချစ်တယ်နင်တို့ပေါ်ရက်ဟိုလူလေလောက်သွားတဲ့လူတွေအကုန်လုံးကတခြားတိုင်းပြည်မှာငါ့ကိုလာလာပြီးပြောနေတဲ့အစိမ့်နေနင်ဟိုတခြားတိုင်းပြည်ကပြောမနေနဲ့တခြားတိုင်းပြည်ကပြောမနေငါ့ရဲ့စားနေတဲ့ထမင်းငါတုံးဆွဲနေရတဲ့အရာတွေအကုန်လုံးငါ့ရဲ့စကင်ခဲတွေကမှာစားငါ့လက်နဲ့ငါရှာထားတဲ့ပတ်စံတွေ ်ဤသူသွေးချွေးလည်းမပါဘူးတော်လိုင်းရဲ့အလှူငွေလည်းတပြားမှမပါဘူးနော်နင်တို့အဘတွေမျိုးစို့ပြီးတော့နိုင်ငံတကာမှာနော်ကို့တိုင်းပြည်မှာဒီ22တန်းတန်းနော်ဒီ22တန်းတန်းအိမ်ကို့တိုင်းပြည်မှာကိုမဆောက်ခဲနဲ့ရုရှားမှာ22တန်းဒေါ်လာ22တန်းတန်းနော်ဗမာငွေ22တန်းမဟုတ်ဘူးနော်အတုံးတဟိုအစိမ့်လပိလပိလတုံးနေနော်ဒေါ်လာ22တန်းတန်းအိမ်ရုရှားကရင်မလင်နန်းဒေါ်လာမှာသွားဆောက်ထားတယ် ရုရှားရဲ့အအေးတန်ကြောင့်မို့လို့တီတကူစီရတော်ရောသူရောဗမာပြည်ကိုပြန်ကြွလာတာနားလည်တယ်နော်အေးသဘောပေါက်တာငါ့ကိုပြောချင်တယ်ဆိုရင်တို့နောက်ဘဝတော့မှီမှာမဟုတ်ဘူးနော်အဘဝတွေလည်းမတူဘူးငါ့စီမှာလာလာမမှန်ကြနဲ့နော်လာမှန်ရင်လည်းငါနဲ့နင်တို့နဲ့ဘဝမတူတဲ့အတွက်လာမကြည့်နဲ့ငါငါပြည်သူတွေကိုပဲငါပြောတာနော်အခုဒီမြန်မာပြည်ရဲ့ဗဟိုဘဏ်နေပြီးတော့နော်အခု လေးဒေါ်လာ44သန်းထပ်ပြီးတော့ရောင်းမယ်နော်တိုင်းပြည်နဲ့လူမျိုးပိုင်တာနော်ဒီဘ ਹੁ ဘန်ဆိုတာငါတို့ပြည်သူတွေပိုင်တာနော်သူ့မေလင်းနင်းတို့မေလင်းလဘူးလဘျွတ်တို့ပိုင်တာမဟုတ်ဘူးအဲ့ဒီဗမာပြည်သားတွေပိုင်တဲ့ဒေါ်လာ44သန်းကိုအပြင်မကိုရောင်းချအောင်မယ်နော်သူတို့မိသားစုတွေပဲဟိုအပြင်မပေါက်စင်း4500ရှိတာကိုသူတို့မိသားစုတွေပဲ2000စင်းနဲ့ဖြတ်ယူမယ်ဘာဖြစ်လို့လဲဆိုတော့ तू ကမလုံးပေးွားတာ तू 偌小段你侬，偌小段你侬，这样这样嘞讲你崩格嘛粗路，喏，都大咯，喏，都啊对，都大咯，你稳开伊出来做路呗，地妈是嘞，讲起嘞，先爸妈地妈是嘞，讲起嘞，个罗哩白考完嘞，对啦，哎，白嘞，对啦，你稳开伊出来，你稳开伊出来，都阿个媳妇哩，婆母婆舅哩，妹妈哩，小兵叔考完嘞，哎，来考考完啦么，哎，这样没说的话啦。 မလုံနဲ့လှုပ်တာနဲ့နင်မရပြုတ်ဆိုပြီးတော့အဲ့ဒါပြန်ပေးဆွဲခြင်းမင်္ဂလာလို့ခေါ်တယ်โอเคဒါလှလှပပလေးခေါ်သွားတာသူတို့ဖွားကြီးတွေအကုန်လုံးခေါ်သွားတာဒီရခိုင်မလင်อ่ะအဲ့ဒါနင်တို့ကနင်တို့ကိုနင်တို့အာစစ်ကြုံဖြစ်ပြီးတော့အာငါတို့ကိုဂျပူကအဲတက်ချုပ်ကြီးက Thank you ပါတက်ချုပ်ကြီးကငါတို့မိန်းမတွေကို shopping ခေါ်သွားတယ်ရုရှားကိုလူ အဲစောက်ထင်ကြီးမနေနဲ့အဲ့ဒါနင်တို့နင်တို့ကိုနင်တို့မယားတွေကိုသူတို့မယားတွေကိုသူတို့မယားတွေကိုသူတို့သူမရှိတော့မြမပြီးအာနာသိမ်းသွားမှာဆိုလို့အဲ့ဒါသူတို့မယားတွေခေါ်သွားတာအဲ့ဒါနေဝင်းလက်ထက်တွေကအဲ့စောက်ချိုးနေဝင်းလက်ထက်တွေကရှိတဲ့စောက်ကြီးမှတ်ထားငါဘာကောင်မှငါမြမမလေး 你妈妈哩把血，明个拉把血，嘿嘿嘿嘿嘿嘿，这样的，俺俺都垃圾的对不啦？诶，那不白的，那不叫人说太没底下了，对不啦？ ျမအဲ့လားလဲမသိဘူးရှင်ကျမနိုင်ငံရေးသမားမဟုတ်တဲ့အတွက်အဲ့ခစ်ကလည်းကျမမသိဘူးကျမသိတဲ့အချိန်ကတော်လန်ရင်များတော့တွဲခိုင်းတေလို့ပါလာတာရှင်အဲဒေါ်စုပါအဲ့လိုအမေတော်ဆန်းစုကြည်မှာအဲ့ဒီလိုမျိုးအာပထမ်းပြိုင်ရုံမလားဘမမာလေးကပထမ်းပြိုင်ရုံလို့ရအမေစုမှာ ပစ်တာရင်းနေငါလက်ထဲကမထွက်သွားခြင်းရင်ငါ live မှာအေးဆေးလာပြောဘာမှမပြောခြင်းလာလည်းမကြည့်နဲ့နင်တို့ကြည့်ဖို့ငါပြောတယ်မဟုတ်ဘူးနော်နင်တို့တက်ချုပ်ကြီးတွေတက်ပုတ်ကြီးတွေရဲ့မယားတွေအကုန်လုံးကိုကင်းရခိုင်မလင်ရနေပြီ shopping ထွက်ဖို့ခေါ်ရတာမဟုတ်ဘူးအဲ့ဒါနင်တို့လုံးငါငါမရှိတော့နင်တို့အာနာတိန်ကြီးဆိုပြီးတော့ sorry ကိုခေါ်ွားပြီး shopping လို့လို့ပါလို့နဲ့လူလဲလှုပ်သွားတာနော်မြန်မာပြည်မှာငါတို့ပြည်သူတွေပိုင်နေနော်ဘ ਹੁ ဘံက 44တန်းကိုအောက်ဈေးနဲ့ထုတ်ရောင်းတော့ဘာဖြစ်လို့လဲနိုင်ငံတကာလှူထားတာလေအခုငလင်ကာလမှာအဲ့ဒါသူတို့အချင်းချင်းမျှဝေမျှစားတော့မှာမလို့ထုတ်ရောင်းတော့အဲ့တော့ဘာပြောကြင်လဲအေးငါလာဆဲနေဘိုင်ဘိုင်ပါငါ့ကိုဆဲလို့ရတယ်ငါအမေကိုဆဲလို့မရဘူးခွေတာသူတို့ကမိုင်းချိုးစီကိုဟိုသူတို့ဖုန်းကက်ကများတာခုခေတ်ကဖုန်းကက်ပေါ်တဲ့ခါကျတော့ ငါနေဒီမှာဖတ်ချက်ဒီနေ့စစ်မဖြစ်ပဲမရရအရှိတ်ချမ်းမှာကြောက်တရာရွာတစ်မှာတဲ့ white thread ရောချက်ရောအလုံး90ဘုံချသွားတယ်အမရေတဲ့တနာပါတနာပါ ငါပြောနေတာငါပြည်သူတို့ပြောနေတာယူနေလားအရင်တို့လာမကြည့်နဲ့တနာပါတယ်463ယောက်မှာ3ယောက်လောက်ကတော်တော်ငါ့ကိုခါခါတည်တည်မုန်းနေကြခုနကဘေကိတ်ကြောင့်ဆက်ပြောမယ်အဲ့တော့ဘေကိတ်ကဒူးရင်းသီးစားတယ်နော်ဒူးရင်းသီးဆိုငါတို့တိုင်းပြည်ကအကြိုက်ဆုံးသီးနော် king of fruit လို့ခေါ်တယ်အဲ့ဒါမဲ့ဒီဘေကိတ်ကစူးစားပြီးတော့စားကြည့်တယ်မရဘူးနော်အတီးတကအတီးတွေမှာဒူးရင်းသီးစားရတယ်ဆိုတော့မလွယ်ဘူးတော်တော်လေးနံပြီးတော့ တော်တော်လေးအထဲတဲ့ကိုဝင်သွားတဲ့ခါကျရင်မျိုးကစို့ရတာတော်တော်အခြေအနေမကောင်းဘူး။ဒါပေမဲ့ငါတို့လူမျိုးကအဲ့အသီးကိုအတော်ကြိုက်။နော်။နောက်ဒင်းချင်းသီးစားတယ်။ Same to you. အဲ့တော့အားလုံးသောပြည်သူတွေကိုတည်တာမှာဒီ Microsoft ကတိုင်းနိုင်ငံမှာစက်ရုံကြီး9 trillion လောက်ရှိတဲ့စက်ရုံလာပြီးတော့လာလုတ်သွားတယ် project လာလုတ်သွားတယ်။မိုက်တို့တွေမပါလိုက်ဘူး။ အဲ့ဒီအမားတရားမိုက်ပြောတဲ့အဲ့ကြောင့်မို့အမားဟာကြာလာတဲ့အခါကျတော့ကာလဝိဘတ်ထက်လာပြီးတော့အမှန်လိုလိုထင်လာတယ်အဲ့ဒါကြောင့်မို့မိုက်ကိုအဲစစ်ပညာစစ်တက်ကသင်မေးထားတဲ့ပညာနဲ့စစ်တက်ကိုစော်ကားနေလို့ပြောတော့ငါစစ်တက်ကလည်းမဟုတ်ငါဘသူမှန်းလည်းမဟုတ်ဘဲနဲ့ဘာစောက်ကျေးဇူးမရှိတဲ့စစ်တက်ကိုငါတို့ကဘာလို့ကျေးဇူးတင်ရမှာလဲလီးမို့လို့ကျေးဇူးတင်ရမှာလဲအဲ့ဘဲလေဘုန်းကြီးလိုမျိုးနာမည်နဲ့ကွာစစ်တက်ရဲ့ကျေးဇူးတွေ ဘာသူ့ရဲ့အုံနောက်ကမိုက်ပြန်ဆွေးနေလို့တော့မကောင်းဒါပေမဲ့အဲ့လူအဲ့လိုလူမျိုးတွေဘယ်နှယောက်တောင်ရှိမလဲမသိတိုင်းပြည်ထဲမှာဒီဘဲတွေကိုမိုင်းတို့ကတက်ဦးစံပိုင်နေလို့မျိုးစစ်တပ်ရဲ့ဂျေဇူးဆိုတဲ့အရာကြီး तू လည်းဘလောက် तू လည်းဘလောက်စားတာလဲမသိဘူးသမင်းစားကွာဘုန်းကြီးဆိုရင်နှစ်နှစ်ပဲစားတာအာယုံဇွန်းနဲ့နေဇွန်းနဲ့လူဆိုသုံးနှစ်စားတယ်သူတို့ကခိုးစားနေတော့မသိဘူးပေါ့နော်ဘုန်းကြီးကဝတ်တုတ်ကြီးတွေဆိုတော့ အဲ့တော့အဲ့ဒီစစ်တပ်ကကျေးဇူးကိုဘာဖြစ်လို့စော်ကားနေရလဲဆိုငါတော်တော်သူ့သူ့လိုလူမျိုးကမာကြီးဘလို့ဘလို့တရားဟောရမှမသိတဲ့လူဒါမဲ့ဒါမဲ့အဲ့ဒီသူတို့လိုလာရေးတဲ့ခါကျတော့မာကြီးလေးလာမိတလောက်ကျတော့ဟောငါတို့တိုင်းပြည်မှာအဲ့ဒါမျိုးလူတွေအများကြီးဖြစ်နေပြီဗောသိရမလားအဲ့ဒါအမားကြီးကိုအမှန်လုံနေတာတော့အဲ့ဒါမျိုးလူတွေများမှာဆိုလို့မာကြီးလည်းတနေ့တနေ့လာပြောနေတာသိရမလားအခုဆိုရင်မာကြီးရဲ့ မိုင်းရဲ့စနစ်တနင်္ဂနွေ live တွင်လာတော့မိုင်းနည်းနည်းရှော့ရတော့ဘာဖြစ်လို့ဆိုမိုင်းတို့ယုံမှ new management ဖြစ်လာတဲ့ခါကျတော့မိုင်းတို့ manager တွေကသိရမလားဟိုစစ်အာဏာသိမ်းပြီးသားအလုပ်အရန်တက်ကြွနေဟောအလုပ်တွေအရန်လုပ်ပြပြီးတော့မှဟိုနည်းနည်းလေးကြာသွားတဲ့ခါကျတော့မှသူတို့ပြင်းသွားတဲ့ခါကျမိုင်းတို့မရစ်တော့ဘူးအဲ့ချိန်တော့မှမိုင်းပြန်လွှင့်ရမယ်ပုံပေါက်အခုကသူတို့က new management ဖြစ်သွားတဲ့ခါကျတော့မိုင်းတို့ရဲ့အမားတွေဝယ်လိုက်ချောင်းပြီးတော့ အမားတွေကိုပဲလိုက်ပြီးတော့ဟိုပြရနေပါဘောသိရမလားတခါမှ compliment မရှိဘူးအယုံနဲ့ဝင်လာတဲ့ကမိုင်းတို့ကသူကမကျင်နဲ့အောင်သူလည်းမိုင်းတို့ဥစ္စာလေးမိုင်းတို့ရဲ့ basic လေးတောင်မသိဟိုမိုင်းတို့လုံနေတဲ့အလုပ်ရဲ့ basic တောင်မသိတဲ့လူကမိုင်းတို့အပေါ်မှာရောက်တယ်ဘာဖြစ်လို့မိုင်းတို့အပေါ်မှာအဲ့ဘဲတွေကိုထားရလဲဆိုတော့အဲ့ဘဲတွေကလာစာအရန်ပေါ်တာမိုင်းတို့အရင် supervisor တို့ manager တို့ထက်လာစာအများကြီးနည်းတယ်အပေါ်သားလူတွေကိုခန့်ထားတာ သူတို့ company တွေကသူတို့အတွက်ကြောင် လုပ်လိုက်တာပေါ့။အမကြီးတို့အလုပ်တွေကိုသူတို့ကအထင်သေးတယ်။ထင်သေးပြီးတော့မကြီးတို့နဲ့လူလူလာလုပ်ပြီးတော့သူတို့ live ကိုသူတို့မပြော်တော့မပြော်တော့သူတို့ကမကြီးတို့ညစ်တယ်။ညင်ညင်ညင်ကြစ်ကြစ်ကြစ်နေ့တိုင်းဟို week အာ weekend တစ်ခုပြီးသွားလို့ monday ရောက်တာနဲ့ဟိုမကြီး production အများကြီးအော် lawyer တွေစီကနေမကြီးရဲ့အများအားအာနေ့ကိုရမ်းကျေးဇူးတင်တာပဲဆိုတာတွေကနေ့တိုင်းကြားနေတာနားကိုရှမ်းနေတာ သူတို့ပြန်သူတို့လာမှပဲကိုဟိုဘယ်လိုခေါ်လဲဟိုမကောင်းတာတွေပြောတာပေါ့နော်တမင်ပေါ့ဟိုဈေးတွေကအခုကအပြေပါအလုပ်တွေကတိတ်မကောင်းကြတဲ့ခါကျတော့ဘာကြီးတို့လို့ဈေးကြီးတဲ့ဝန်ထမ်းတွေစိတ်ညစ်ပြီးထွက်သွားအောင်လို့ကြစ်တာပေါ့သိရမလားအကယူတော့မဆိုင်ဘူးတာရဲဒါပေမဲ့ဂယူမဆိုင်လို့တော့မရဘူးเนาะဘူဂျာလီတွေများလာရင်မ ాయి တို့တိုင်းပြီးပြတ်သွားမယ် အဲ့ဒီလိုလူမျိုးတွေကိုလည်းကိုကနည်းနည်းပါးပါးဟိုပြောပေးရတချို့ကဒွိဒွိဒွိစိတ်နဲ့နေနေတာတဲ့အဲ့တော့မို့အမားကြာလာတဲ့ခါကျမှန်သွားတာခုနကတော့လူတွေဆိုဒါလုံးဝလုံးဝဒါဟိုစစ်စိမ်းနေသူတို့မိုင်းတို့ဟိုအเจ้าနဲ့အကျိုးတရားကိုသူတို့မသိဘူး ခုလဲလေရင်နဲ့လာကျဲသွားတယ်တဲ့မတရားနေမှာတဲ့ကိုရှယ်လေးပြောတာပဲမိုင်းဟုတ်မဟုတ်တော့မသေးကြဘူးလေတက်ကမိုင်းတို့တဲမှာဒီတက်မတော်ဆိုတဲ့ဘိုးချုပ်ဖေဖေတီတောင်လာတဲ့တက်မတော်ကြီးမှာလေတက်ကပညာတက်ဆုံးပေါ့နော်ရိုးရိုး DS အကြောင်းစင်းနေတဲ့လေတက်ကလူတွေကပို့ပြီးတော့ပညာတက်ရတယ်နော်အဲ့ဒီလေတက်ကလူတွေကပို့ပြီးပညာတက်ရပါပဲ သူတို့ရက်ဆက်ဆုံးပဲသူအခုချိန်သူတို့သိတယ်ဒီနေရာမှာလူရှိချင်ရှိမှမရှိချင်မရှိဘူးဟိုးလုံးဝဆိုကချင်မှာဟိုတိတ်မကြခဲ့ခင်ကမနစ်ကလားတနစ်ကလားမသိကချင်ကိုပြည့်ရင်လည်းသူသူ့တက်ကလူအယောက်200ပါမှားပြစ်သွားလေးတက်ကအဆိုးဆုံးပဲနော်အဲ့တော့ဒီမှာကဖြစ်နေတာကကိုရှယ်လေးပြောတာဟုတ်မဟုတ်တော့မကြီးလည်းမသိကိုရှယ်လေးကို100%တော့မကြီးမယုံဒါပေမဲ့ဖြစ်နိုင်ခြင်းဖြစ်နိုင်ခြင်းရှိတဲ့အခါမျိုးကိုနည်းနည်းတော့ပြောခြင်း အခုပြစ်နေတဲ့ဒီ white တွဲရလူတွေကရုရှားကတက်ကနေပြီးတော့လာတာတဲ့သူတို့တင်တန်းဟိုဟာလာပေးတာပေါ့သူတို့ကနှစ်နိုင်ငံစီးလုံးသွားပြီဆိုတော့ကိုယ့်လူမျိုးမှမဟုတ်ပဲရေဒါထဲမှာပူပူလောင်လောင်နေမြင်ရပြီဒီထဲမှာလူတွေစုနေပြီဆိုဘုံကြီးကြောင်းလည်းပြစ်ချလိုက်တာပဲအမှန်တမ်းပြောရရင်ဒီဒီဒီအပေါ်မှာရှိတဲ့နော်ဒီအပေါ်မှာရှိတဲ့ဒီ satellite နဲ့ဆက်ထားတဲ့ဒီမှာတရားပြည်သူတွေနေရာတွေနော် လေတက်ကဗမာဗမာစစ်တက်ကလူတွေမဟုတ်တော့ဘဲနဲ့ရုရှားတွေကပြစ်ချတယ်လို့ပြောတယ်ဒါတော့မြမလေတက်ကြီးကိုနော်ဟိုရှော့ရှော့ပေါ့ပေါ့အမုံတရားတွေတိတ်ပွားမှဆိုးလို့လားတော့မသိဘူးအဲဒါပေမဲ့ဖြစ်နိုင်ကြေမဖြစ်နိုင်ကြေကသူကိုနိုင်ကလည်းဘေးနာ training ဖြစ်ချင်းဖြစ်မယ်သိရမလားတချို့လေတက်ကလူတွေဟိုဟိုဟာဖြစ်တဲ့ခါကျတော့ရုရှားကောင်ကဘေးရထိုင်းနေထိုင်မှာပေါ့နော်ခိုပိုင်လော့တို့ပါလို့ရှိပါပေါ့ I don't I don't know လေရင်အကြောင်းတော့တိတ်မသိဆိုတော့ ဖြစ်နိုင်ရင်များတာအဲ့ဒီလေတက်ကလူတွေဟိုးတဲ့ကချင်ဘုံဘုံပြောသလိုလောက်ရမှာတဲ့ငါးပြစ်ခိုင်းတာမဟုတ်သူတို့ကအခုဟာကွာဟိုတိုင်းပြည်နှစ်ပြည်ရုံမာတာပေါ့သိရမလားသူတို့ကဒီမိုင်းတို့တပွဲစိတ်ကန်းကိုယူနေတာဆိုတော့အဲမြင်မြန်နိုင်ချက်ဘူးမြင်မြန်နိုင်တပွဲစိတ်ကန်းသူတို့ရမယ်တပွဲစိတ်ကန်းသူတို့ရရင်အဲ့ဒီကနေပြီးတော့စင်ကာပူကိုမပေးစားတော့ဘဲနဲ့ တို့ဒီဘက်ကနေပြီးတော့ထိုင်းနဲ့မြန်မာပြည်နဲ့ရေလက်ကြားဖောက်ပြီးတော့တဝဲစိတ်ကမ်းမှာ तू ကစီရောင်းစားမလို့ရုရှားเนาะသဘောပါလားအဲ့တော့ဟိုကမ်းလွန်နေလဲအများကြီးပဲလှုပ်ရှားတယ်အများကြီးပဲတိတ်လှရပဲအခုခင်လွေးနယ်ဆိုတော့ဟိုဗမာပြည်ကမင်းသမီးလေးဟိုရှမ်းပြည်ကကောင်မလေးမင်းသမီးလေး तू တဲလေးပေါ်မှာ तू ပြေးနေမိုက်ပြေးကြည့်လိုက်မိုက်က beach တမတိလားအသားပြရင်ပြသွားပါစေအရန်သဘောကြတာအဲ့ဒီမှာ အကိုမေးတဲ့မေးခွန်းဟာကျမမမေးကျမမဖြေခြင်းတဲ့မေးခွန်းမလို့မဖြေတာပါ အကိုတို့ဟိုဥက္ကိုနီအကြောင်းမေးခြင်းနဲ့ဆိုရင်ရှင်းနေပြီးတော့သွားမေးပါကိုစောပါဦးလေးတို့လိုမျိုးအငယ်ဦးကြည်မြင့်တို့လိုမျိုးလူတွေကိုသွားမေးဖို့ကျမတိုက်တွန်းပါရစေเนาะ